လက်ပံပြောသူဒေါ်လန်ကလကများအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်တို့ရဲ့ဒေါ်လန် YouTube Channel လေးဖြစ်တဲ့ Clicker Universe YouTube Channel လေးကနေပြီးတော့တပံပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျကျွန်တော်ဒီနေ့အတွက် Clicker တို့ကိုပြန်လဲပြီးတော့အမြောက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ဆရာအကြီးတော်ရေးသားထားတဲ့မိတ္တဟဒရဟာတတ်ကျန်းဆိုတဲ့တကျန်းစာအုပ်လေးရဲ့အပိုင်းဆက် အပိုင်း6လေးတပ်ဖြစ်နိုင်ကိုပြန်လဲပြီးတော့ sharing လုပ်ပေးခြင်းပါတယ်ပြန်ပြီးတော့မျှဝေပေးခြင်းပါတယ်ခင်ဗျဒီ topic နိုင်နေတယ်မှာဘလို့မျိုးစိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့ဘလို့မျိုးဘဝတက်လန်လေးကတိလေးတွေပါလာမလဲဘလို့မျိုးဟာတာလေးတွေပါလာအောင်မလဲဆိုတာကိုတော့အချိန်ပေးပြီးတော့နားဆင် clip ပေးကြပါအောင်ခင်ဗျာထပ်ပြီးတော့သတိပေးလိုတာကဂျိုတင်းပြီးတော့အပားလေးတွေကို အကျော်လျှော်ထားပါခင်ဗျာကျွန်တော်လည်းအတတ်နိုင်ဆုံးတော့တီတီတန်တန်လေးရွတ်ဖတ်ပြီးတော့မြောက်ကိုပြေးသွားပါမယ်ခင်ဗျာ topic 9လုပ်ငန်းကိုအစင်းအလိုက်မန်ကန်စွာဆောင်ရွက်ပါလူအများကြီးစိတ်နေသဘောထားကမြေသေးလုပ်ကိုမစိုးဖြက်လန်းကနေလိုက်ချင်ကြသည်ဖြက်လန်းကနေလိုက်၍ထွက်လာသောဖြေကိုလမ်းယူကလုံ၍ထွက်လာသောဖြေထက်တန်မိုးထားကြသည် ငါမိဘအတိုင်းဝိုင်းကလည်းငါသာဖြတ်ထိုးညံကောင်းတယ်ဟဲ့ဘယ်ကိစ္စမဆိုသူများထက်ဖြက်လန်းနီကိုတွေးတတ်တယ်ဟဲ့ဆွဲပြီးတော့တလွဲခုံယူထားကြပြန်သည် ဖြက်လန်းလိုက်တဲ့လူများကတော့နမယ်ကောင်းရလာတတ်ပါသည် ထိုးခါတွင်တကယ်အစ်စ်မှန်တရားကနောက်တန်းကိုရောက်သွားတတ်ပါသည် နောက်ဆုံးတော့အထိုးဖြက်ထိုးညံဖြက်လန်းသမားများသည် ကိုရှုပ်ထုတ်ကိုမရှင်းနိုင် ကိုအထုံးနဲ့ကိုပြီပြီးတော့ဒုက္ခရောက်ခြင်းနဲ့သာ အဆုံးတက်ခဲ့ရာအကြောင်းကို လေ့လာကြည့်ကတာတကတွေအများကြီးရှိပါသည်ကျွန်တော်အမြင်အရပြောရမည်ဆိုရင်မိသည်လုပ်ငန်းကိုမဆို procedure ကြကြ step by step လုပ်ခြင်းကဘွားအောင်မြင်ရေးအတွက်ဒေကြတဲ့လေကားဖြစ်ပါသည် ဟုအခိုင်အမာဆိုခြင်းပါသည်မြမပြောထုံးရှိပါသည်အလင်းလိုလန်းအိုလိုက် အမေရိကတိုင်းအလဲပိုင်းလွင်တီခေါင်တောင်တန်းများပေါ်တွင်လေလာရေးခီးသွားနေသူတဦးအားခက်ခဲပင်ပန်းစွာနဲ့ခရီးသွားနေရသည် နေရာလဲပူအကူအလည်းမရှိရွာတင်ရွာမှာပဲမမြင်ရသဖြင့်ခြေကုံလက်ပန်းကျစွာခရီးသွားနေရသည်ဆာလာသဖြင့်နက်နက်စာစားရန်လည်းတရေရလာ၏အချိန်မီမြတောင်ရှိမီနီတောင်ခွေတောင်စင်းတစ်ခုရဲ့အရာတစ်ပင်အောင်တွင်ဇင်ပြင်းတပြေထိုင်း၍ နွမ်းတို့ထိုင်ခြင်းနေသောဒေတာခံလူနီလူယိုင်းတောင်းပါလေတောင်ခွေးတစ်ခုတောင်စင်းတစ်ခုအောက်အရာတွင်တစ်ပင်အောက်တွင်ဇင်းပင်တစ်ပြေထား၍နွမ်းတို့ထိုင်ခြင်းနေသောဒေတာခံလူနီယိုင်းတူအိုတွေ့လျက်သည်ဖြင့်ဝမ်းသာသွား၏ခီးသွားကလည်းမေးလိုက်သည်မိတ်ဆွေဘဏ္ဍာရီလောက်ရှိပြီလေနာယီ ဟုတ်တယ်အချိန်လေးအချိန်တည်တယ်မလားအချိန်ဘယ်လောက်ရှိပြီလဲတည်တယ်မလားအမ်တည်တော့တည်တယ်ဒါပေမဲ့မလွယ်ဘူးကုညီနိုင်ကုညီပြီးပါဗျာလူနေရိုင်းကခိတားစဉ်းစားလိုက်ပြီးတော့ဒါဖြင့်လာလေဒီနမဟုခုမိတ်ဆွေစင်းလာခဲ့တဲ့တောင်ကုန်းမော် မောင်းတင်ရမယ်ဟင်ကျုပ်ကအချိန်တီးကျင်တာလေဟုတ်တယ်လေအချိန်ပြောပြဖို့ပဲခရီးသွားကစိတ်ဝင်စားသွားပြီအင်းဌာနေလူတွေရဲ့ပညာတခုတော့ခရီးသွားဟန်လွှဲနဲ့လိလာရတော်မြေပေါ့လူနီရိုင်းကရှေးရဆွဲခရီးသွားနောက်ကနေသွန်းတင်ရင်နဲ့နမကြီးကိုနှစ်ယောက်သာခက်ခက်ခဲခဲဆွဲတင်ရသည် တောင်ကုန်းပေါ်ရောက်တော့လူနေရိုင်းကအတန်းငယ်စဉ်းစားရင်းနဲ့အင်းဒီနေရာပဲဗျအဲ့နမကိုဒီကိုဆွဲခေါ်လာခဲ့အချိန်ကြီးပညာကိုစိတ်ဝင်စားနေပြီဖြစ်တော့ခရီးသွားကလည်းနွားကိုဆွဲယူလာပေသည်လူနေရိုင်းကနမနာထိုင်လိုက်ပြီးတော့နမရဲ့နှုတ်အုံကိုမအကြည့်လိုက်သည်အချိန်ကတော့နှစ်နာရီ16မိနစ်နဲ့ 50နဲ့60စက္ကန့်ခရီးသွားဗသက်အဟောင်းသားကြီးနဲ့အံ့အားကြီးတင့်သွားတော့သည်ဟာတိကျလာပြီလားဗျာဘလို့လုံမြန်တိပါလိမ့်ပညာပေါ့ဗျာပညာဒီရောမှာဒီလိုကြည့်တတ်တာ ကျုပ်တယောက်ပဲကြံတော့ဒါတောင်ကျုပ်အဖိုးကကျုပ်ကိုပညာမွေပေးခဲ့တာကျွန်တော်ကလေ ဒါမှခီးသွားမဟုတ်ပါဘူးဗျဒီလိုပညာတွေကိုလေ့လာနေတဲ့သူတွေတမတမပါဒီပညာကိုတီးခွင့်ရရင်သိရှင်ပါရဲ့ခမဟမ်ဆက်ဝင်စားတော့ပါလေပြရတာဗောလာဒီမှာထိုင်ခီးသွားကစိတ်အားထက်တန်စွာနဲ့နမဘေးကက်ကြည့်ပြီးတော့ထိုင်လိုက်သည်နမနို့ကိုမကြည့်လိုက်ခီးသွားကလည်းဂေယုတစိုက်မကြည့်လိုက်ဤ လူနီရိုင်းကဟိုးမှာတွေ့လားဟိုးရွာကဖះเจ้าမှာချိန်ထားတဲ့နိုင်စင်ကိုတွေ့ရမယ်အဲ့မှာကြည့်ပြီးတော့ဘယ်နှနာရီလဲဆိုတာဟင်နာယူကြည့်ရဲဆိုရင်လည်းဒီတိုင်းရက်ကြည့်လိုက်ပါလားလူကိုချိန်မတဲ့တိုင်းလက်မတဲ့တိုင်းဖြစ်နေပါလေဆိုဒီလိုနမတွန်းခံပြီးလာကြရသလားလူနီလူနောက်ရဲ့ အောင်မဒူရလေအကောင်းနဲ့လေပြသေးတယ်အချိန်ကိုသိကျင်ဒီလိုကြည့်ရဲလို့ကြုတ်ဖူးကသူ့အသွေးချုံနဲ့ဒီအပေါက်ကိုပြခဲ့တာခင်ဗျားလူဖြူတွေကဒီတိုင်းကြီးပဲသိကျင်တော့သူပဲနမဖင်တွန်းလိုက်လာပြီဟာငါမင်းတို့ယူကပညာမတ်လို့လူနီလူနာရဲ့ပြေသနာတက်ကုန်တော့ကြီးအမှန်တော့ထိုးလူနီရိုင်းလဲမမပါ တင် जा ပေးသည့်တိုင်းသာလိုက်နာခြင်းပင်ဖြစ်သည်အလျင်လိုလမ်းကိုလိုက်ခြင်းပင်ဖြစ်သည်ဘာပဲဖြစ်ဖြစ်တော့တိကျတဲ့အချိန်တိရတာပဲမို့လားထိုတိကျတော့လောက်ရအတွက်ထွက်လာတော့ဖြစ်အတွက်ကိုမင်းယူရအောင်မီအောင်မြင်စိတ်မွေးလို့တော့အတွက်စကားလက်ဆောင်ပေးလိုက်ပါအောင်မီကဲမှတ်လိုက်ပါအောင်ဗျာအောင်မြင်တော့လူသားတိုင်းအတွက်လုပ်ငန်းတိုင်းကို procedure ကြကြလောက်တာပဲလိုချင်သည် ဒါအောင်မြင်ရေးလမ်းကြောင်းပင်ဖြစ်၏ကဲအဲဆိုရင်တော့လေကားရဲ့လေကတဲ့နံပါတ်6ဆိုရင်လည်းမမအောင်ပေါ့ဗျာနောက်ရက်တွေမှာနောက်ထပ်အပိုင်းဆက်လေးတွေနဲ့ဆက်လက်ပြီးတော့ပြန်လာပါမယ်ခင်ဗျာ ဟုတ်ကဲ့အချိန်ပြည့်ပြီးတော့အနားဆင်ပေးကြရတဲ့ clip ပေးကြရတဲ့ dollar click ကဒူးကြောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ clip ပန်ဖြိုသူ dollar click များအားလုံးပဲတဘာဝတရားရဲ့ဘေးအန္တရာယ်ဆိုရင်အာနာယူ passive မိစာကောင်ရဲ့အန္တရာယ်လက်တွင်ရနေပြီးတော့အမြန်ဆုံးလွတ်ကင်းနိုင်ပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ခင်ဗျာကျွန်တော်ကတော့စာတပုံပေါ့စအဇယ်ပဲဖြစ်ပါတယ်အဇယ်ဆိုရင် clever emoji လေးနဲ့တွဲပြီးတော့ တိထားမှတ်ထားပေးပါခင်ဗျာဟုတ်ကဲ့တော်လန်နေစေနေ့ရက်များပါခင်ဗျာ